Are you looking for tailor or boutique business management software? Here is the solution. Please take a look. မင်္ဂလာပါအချုပ်လုပ်ငန်းဒါမှမဟုတ်ကိုပိုင် fashion sign လေးဖွင့်ထားတဲ့သူတွေအတွက်အများစိတ်ဝင်စားစရာကောင်းတဲ့ software တစ်ခုအကြောင်းပြောပြချင်ပါတယ်။ KMS Tailor ဆိုတာကတော့လုပ်ငန်းလေးကို digital kit နဲ့အညီဘယ်လိုပြောင်းလဲပေးမလဲဆိုတာကြီးလိုက်ရအောင်။ order စာရင်းနေကိုတိုင်းမှတ်ထားတဲ့စာအုပ်တွေဟိုစာရွက်ဒီစာရွက်ဒီချာမှလုံးလေချာလဲလိုက်နေပြီလား။တကယ်တော့ဒါက အချို့လုပ်ငန်းရှင်တော်တော်များများနေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့ပြဿနာကြီးတစ်ခုပါပဲ။ကဲဒီပြဿနာတွေဘယ်ကနေဘလို့စားလဲဆိုတာအရင်ကြည့်ရအောင်။အပိုင်းချင်းမှာတော့တမယုကြအချုံလုပ်ငန်းတွေရဲ့စီမံခန့်ခွဲမှုပိုင်းမှာကြုံရတဲ့အခက်အခဲတွေကိုအဓိကထားပြီးကြည့်သွားပါမယ်။ အဓိကအခက်ခဲတွေကတော့ရှင်းရှင်းလေးပါအရာအလုံးကိုစာအုပ်ထဲမှာလက်နဲ့ပဲမှတ်နေရတော့ကိုတိုင်းတွေလွဲတာဘယ်တော့တာမားတာမျိုးတွေကဖြစ်နေကြပဲလေအဲ့ဒီစာရွက်စာတိုင်းတွေနဲ့ပဲအချိန်တွေကုန်နေရတယ်ပြီးတော့ဘယ် customer ကပိတ်ဆံရှင်းပြီးပြီလဲဘယ်အထယ်ကဘယ်ဆင့်ရောက်နေပြီလဲဆိုတာကိုဖျက်ရှားလာကတကယ့်ကိုခေါင်းကိတ်ဆရာပဲဒါပေမဲ့ဒီလိုခေါင်းရှုပ်ဆရာခေါင်းတဲ့စီမံခန့်ခွဲမှုတွေကိုပို့ပြီးစမတ်ကြကြပို့ပြီးလွယ်လွယ်ကူကူလုပ်နိုင်တဲ့နီလန်းတစ်ခုသာရှိခဲ့မယ်ဆိုရင်တော့ အဲ့အတွက်အဖြေကတော့ digital နည်းပညာပါပဲဆိုတော့ KBMS Taylor software နဲ့မိတ်ဆက်ပေးပါစီဒါကတော့အချုပ်လုပ်ငန်းတွေရဲ့လက်နက်ခြေတဲ့ခေတ်ကို အဆုံးသတ်ပြီး digital ခေတ်စီကိုခေါ်ဆောင်သွားမယ် KMS ထိလက်ပါပဲပြောရရင် အချုပ်ဆိုင်တွေ fashion ဆိုင်တွေအတွက် one stop management software တခုပေါ့ KMS Taylor ဆိုတာတကယ်တော့ပါလေ ဆိုတော့လေဒါကအချုပ်လုပ်ငန်းကိုတကယ်နားလည်တဲ့ပညာရှင်တွေကိုရိုင်းကလုပ်ငန်းရှင်တွေအတွက်ပြန်ရေးဆွဲပေးထားတဲ့ software platform တခုပါရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးမယ်လုပ်ငန်းလှည့်ပတ်မှုတွေကိုလွယ်ကူအောင်လုပ်မယ်ပြီးတော့အလို့ရောက်စနစ်တင်တဲ့အစားထိုးပေးမယ်ကဲပေါ်နေတာထဲဆိုင်ဒီ software ကလက်တွေ့မှာဘယ်လိုအလုံးလုံးသက်လဲဆိုတာအဓိက feature တွေကိုတစ်ချက်ကြည့်လိုက်ကြရအောင် order တစ်ခုကိုစီမံခန့်ခွဲရတာတော်တော်လေးကိုလွယ်သွားပါတယ်ပထမဆုံး customer order ဝင်လာတာနဲ့ fitting chain နဲ့ရက်အထည်လာယူရမယ့်ရက်တွေကိုစနစ်ထဲမှာမှတ်လိုက်မယ်။ဒုတိယအဆင့်အရော customer တယောက်ချင်းစီရဲ့ကိုတိုင်းအချက်လက်တွေကိုအသေးစိတ်မှတ်ထားမယ်။လိုအပ်ရင်အလွယ်တကူပြန်ပြင်လို့ရတယ်။တတိယအချက်က customer ယူလာတဲ့ design ပုံတွေကို order နဲ့တန်းတွဲထားလိုက်ရုံပဲ။ဘယ်ပုံကဘယ်သူဟာလဲဆိုတာရှုံးမနေတော့ဘူး။နောက်ဆုံးမှာတော့အချို့က discount အခုအလုံးကို software ကအလိုလျောက်တွက်ပြီး bill ထုတ်ပေးလိုက်မှာပါ။လွယ်တယ်နော်။ဒါတမကသေးဦးနော်။ ကိုတိုင်ခုတ်တဲ့အထည်တွေအပြင်အသိရောင်တဲ့အထည်တွေအတွက်ပါကွန်ပီစီအမျိုးအစားဈေးနှုန်းနဲ့အခွန်တွေကိုတည်တံ့စီမံခန့်ခွဲလို့ရပါသေးတယ်။နောက်ထပ်၃ဝိနဲ့ feature တစ်ခုကတော့ကုန်ကျန်းပစ္စည်းတွေကိုစီမံခန့်ခွဲရတာပါ။ခုစီမံရှိတဲ့ပိတ်ဆတွေတခြားပစ္စည်းတွေကို SKU code တင်နဲ့စည်ရင်းလူထားပြီးလက်ကျန်ဘလောက်ရှိလဲဆိုတာအချိန်နဲ့တပြီးညီကြည့်နိုင်တော့ပစ္စည်းပြတ်မှမပူရတော့ဘူး။ customer နဲ့ software ဘုတ်တော့လေခင်မိတယ် SMS WhatsApp Telegram ကြိုက်တဲ့ platform ကနေရက်ချင်းတတိပေးတာတွေငွေပေးချေမှုကြောင်းကြတာတွေကိုအလွယ်တကူပို့နိုင်ပါတယ်လုပ်ငန်းတစ်ခုမှာ report တွေကအရင်အရေးကြီးတယ်လीဒီ software က PC ပို့ပြီးပြီလားဘယ်သူတွေငွေရှင်းပြီးပြီလဲဆိုတာမျိုးတွေကို report အဖြစ်အစုံနဲ့ချက်ချင်းထုတ်ကြည့်နိုင်တော့ကိုလုပ်ငန်းရဲ့လက်ရှိအခြေအနေကိုတနေရာထဲမှာဂုဏ်သိနေရတာကိုဟုတ်ပြီ feature တွေချောင်းပြောပြီးပြီဆိုတော့ဒါတွေကကိုယ့်ရဲ့လုပ်ငန်းအတွက်တကယ်လို့တွေ့မှာဘလို့အကျိုးကျေးဇူးတွေဖြစ်လာမလဲဆိုတော့ကိုကြည့်လိုက်ရအောင် ဒီမှာကြီးလိုက်ကြအောင်ခြာနာချက်ကတော်တော်လေးကိုတိတာပါဗါးလက်နဲ့လုတ်တိုင်နီလန်းဟောင်းနဲ့ KMF ထရီလာကိုသုံးတာပါกว่าလဲဆိုတော့တိကြမှန်ကန်မှုမှာအမာရွင်နေပါမယ်အချိန်အများကြီးတက်တာမယ် customer data တွေကဟိုရစားဒီတစားမဟုတ်တော့ပဲတနေရာထဲမှာစူးစီးပြီးသားခြေသွားမယ် reporting ကလည်းလက်နဲ့ထိုင်လို့ဆက်မလို့ပဲအလိုရောက်အချိန်နဲ့တပြေးညီရလာမှာပါဒီစကားကအားလုံးကိုအနစ်ချုပ်လိုက်တယ်လို့ပါပဲအချို့ပညာရှင်တွေနဲ့ဆိုင်ရှင်တွေကသူတို့ရဲ့လက်မှုပညာနဲ့ customer service ကိုပဲပို့ပြီးအာရုံစိုက်နေပါပြီတဲ့ ဆိုလိုတာကတော့အချင်းကုန်ခေါင်းရှုပ်ရတဲ့စီမံခန့်ခွဲမှုတွေကို software ကို လွှဲထားပြီးကိုရကေဝါဒနာပါတဲ့ကိုလိုတဲ့ရဲ့အသက်ဖြစ်တဲ့ဖန်တီးမှုအပိုင်းကိုအချင်းအပြည့်တော်ပါပေးနေပါပြီပေါ့ဒါဆိုဒီ software ကဘလို့လုပ်ငန်းရှင်တွေအတွက်အသင့်တော်ဆုံးဖြစ်မလဲကိုလုပ်ငန်းနဲ့တော့ကိုင်ညီမှုရှိမလားဆိုတာကြည့်ကြရအောင် ဒီဆိုဖီယာကဘသူတွေအတွက်အကောင်ဆုံးလဲဆိုတော့အော်ဒါချုပ်ထည်လေးကိုအဓိကထားလုပ်တဲ့အချုပ်ပညာရှင်တွေချုပ်ထည်ရိုးအသင့်ရောင်းထည်ပါရောင်းတဲ့ fashion ဆိုင်ပိုင်ရှင်တွေပြီးတော့ကိုတိုင်းမှတ်တမ်းတွေရှုပ်ရှုပ်ထွေးထွေးနဲ့အလုပ်လုပ်နေရတဲ့သူတွေစာရွက်စာတမ်းခက်ကနေ digital ခက်ကိုကူးပြောင်းချင်တဲ့လုပ်ငန်းရှင်တိုင်းအတော့ပါပဲအထူးသဖြင့်တောင်အားရှတွေတာကလုပ်ငန်းတွေရဲ့လိုအပ်ချက်နဲ့ပိုပြီးကန့်ကြီးအောင်လုပ်ထားတာကိုတွေ့ရပါတယ်စာပြီးသုံးကြည့်ဖို့ကလည်းလွယ်ပါတယ်သူတို့ရဲ့ official website ကနေ download ဆွဲ install လုပ်လိုက်ပါ ပြီးရင်ကိုယ်ဆိုင်ရဲ့ profile ကိုအချက်အလက်ဖြည့်ပြီးစနစ်ထည့်သွင်းလိုက်တာနဲ့ order တွေ customer တွေကို digital နည်းနဲ့စီမံခန့်ခွဲဖို့အဆင်သင့်ဖြစ်ကပြီအသေးစိတ်အချက်လက်တွေပိုသိကျင်တယ်ဒါမှမဟုတ် software ကိုလက်တွေ့စမ်းသုံးကြည့်ကျင်တယ်ဆိုရင်တော့ဒီမှာပြထားတဲ့ဖုန်းနံပါတ်တွေနဲ့ email ကိုဆက်သွယ်ဆွန်ဆန်းနိုင်ပါတယ်သူတို့ရဲ့ support team က24/7ရှိနေတယ်လို့ဆိုပါတယ်ဒါပေမဲ့ website မှာဖော်ပြထားတဲ့စည်းကမ်းသတ်မှတ်ချက်တွေကိုတော့ပြေချာဖတ်ကြည့်ဖို့အကြံပေးချင်ပါတယ် နောက်တစ်ခုကတော့ဒီ software ကိုရေးဆွဲတဲ့ developer တွေက GST အခွန်ကိစ္စတွေ website design ရေးဆွဲတာလိုမျိုးတခြားဝန်ဆောင်မှုတွေကိုလည်းအဖိုးဝန်ဆောင်ခနဲ့လုပ်ပေးတယ်ယူသိရပါတယ်။နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုကတော့လက်မှုပညာနဲ့ဤပညာပေါင်းဆက်လာတဲ့ဒီနေ့ခေတ်မှာတမားရောချလုပ်ငန်းကြီးရဲ့အနာဂတ်ကဘယ်ဘက်ကိုဦးတည်နေမလဲဆိုတာပါပဲ။စိတ်ဝင်စားစရာကောင်းတဲ့မိခွန်းတစ်ခုပါ။ ဒီနေ့ချင်းပြခဲ့တာတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဒီ software နဲ့ပတ်သက်ပြီးဇေနုအသေးစိတ်သိချင်ရင်တော့သူတို့ကိုတိုင်ရိုက်ဆက်သွယ်မိများနေပါတယ်။ဒီတင်ဆက်မှုကိုသဘောကျတယ်ဆိုရင် like လုပ်ဖို့နောက်ထပ်အကြောင်းအရာတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့။ပြီးတော့ဒီလို software မျိုးလိုဝင်နေမယ်ထင်တဲ့မိတ်ဆွေတွေကိုလည်း share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ If you like this video please like share to your friends and if you are coming first time please subscribe this channel